ာသိန်းစေအုစုကမတရားဖမ်းဆီးထားတဲ့ဒေါ်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကိုစိုးရိမ်ပူပန်ရတာကြောင့်ဒေါ်ဆန်းစုကြည်နဲ့တမနာဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုချွင်းချက်မရှိလှုပ်ပေးဖို့ပြင်သစ်တမနာအီမန်နျူအယ်မက်ခရွန်ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်ပြင်သစ်တမနာအီမန်နျူအယ်မက်ခရွန်ဟာဒေါ်ဆန်းစုကြည်စီကိုစာတစ်စောင်ပေးပို့လာတာဖြစ်ပြီးအဲ့ဒီစာကိုဒေါ်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူ ကိုထိန်လင်းကလူမှုကွန်ရက်ကနေတဆင့်ထုတ်ပြောလာတာပါ ပြင်သစ်သမ္မတမက်ခရွန်ကဒေါန်ဆန်းစုကြည်ထံပေးပို့တဲ့ပုံကိုရေးစာထဲမှာတင်းလျော်တဲ့ကျန်းမာရေးဆောင်ရှောက်ခွင့်မရတာကြောင့်ကျန်းမာရေးအနေထားကိုစိုးရိမ်ပူပန်ကြောင်းကျန်းမာရေးပြန်လည်ကောင်းမွန်စွာနဲ့အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီးမိသားစုဝင်တွေနဲ့တွေ့ဆုံခွင့်ရဖို့မျှော်လင့်ကြောင်းရေးသားထားပါတယ်။အခုလိုဖန်ဆီးခံရတဲ့အမိခင်အတွက်စာပေးပို့လာတဲ့ပြင်သစ်သမ္မတပြင်သစ်အစိုးရနဲ့ပြင်သစ်ပြည်သူတွေကိုကျေးဇူးတင်တယ်လို့ကိုထိန်လင်းကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ဖမ်းဆီးခံရတဲ့ဒေါန်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးချွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးဖို့ပြင်သစ်နိုင်ငံအနေနဲ့ဆက်လက်တောင်းဆိုနေမှာဖြစ်ပြီးတော့အာဏာသိမ်းမှုကြောင့်နိုင်ငံဟာကာလရှည်ကြာအကြက်တဲဖြစ်ကအိနီချင်းနိုင်ငံတွေစီကိုပါတန်ရောက်မှုရှိစေခဲ့တယ်လို့ပြင်သစ်နဲ့နှစ်နိုင်ငံကြားဆက်ဆံရေးကိုလည်းကမောက်ကမောက်ဖြစ်စေခဲ့တယ်လို့ပြင်သစ်သမ္မတကဆိုပါတယ်။ဒေါန်ဆန်းစုကြည်ဟာ 2021ခုနှစ်ဖေဖော်ဝါရီလစစ်တပ်ကအာဏာသိမ်းပြီးကတည်းကနေပြည်တော်မှာဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပြီးအာဂရိလိုက်စားမှုဆွဆွဲချက်တွေအပောင်းဝင်အမှုတွေနဲ့တရားရင်ဆိုင်ရပြီးထောင်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်။ဒေါန်ဆန်းစုကြည်ဟာသူဆွဆွဲခံထားရတဲ့အမှုတွေရဲ့ယုံကျေးတွေပြီးဆုံးတယ်။2022ခုနှစ်နှောင်းပိုင်းကတည်းကသူ့ရဲ့ရှေ့နေတွေနဲ့လည်းတွေ့ခွင့်မရသလိုစစ်တပ်ဘက်ကဖမ်းဆီးချုပ်နှောင်ထားတဲ့နေရာကိုတော့အတိအပြည့်ထုတ်ပြန်ထားတာမရှိပါဘူး။ ရွေးကောက်ပွဲကိုပြက်ပြားအောင်လူမှုကွန်ရက်နဲ့ရက်ရွာထဲမှာနှောက်ယှက်ရေးသားပြောဆိုလို့ဆိုပြီးအောက်တိုဘာလကုန်ပိုင်းနဲ့နိုဝင်ဘာလအစောပိုင်းမှာလူ9ဦးကိုထပ်မံဖမ်းဆီးလိုက်တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်။အဲ့ဒီအဖမ်းခံရသူတွေထဲမှာအသက်မပြည့်သူတအူးပါဝင်တယ်လို့သိရပါတယ်။ကရင်ပြည်နယ်ဖအံမြို့မှာ USDP ပါတီကပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းရဲ့မဲဆွယ်ဆိုင်ဘုတ်ဆုပ်ဖြဲမှုနဲ့ အသက်15နှစ်အရွယ်လူငယ်တဦးအပါအဝင် နိုင်ငံတော်မှာရွေးကောက်ပွဲနှောက်ရက်တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ပြည်သူ9ဦးကိုဖမ်းဆီးအမှုဖွင့်ထားကြောင်းစစ်တပ်ကသတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ဖမ်းဆီးခံရသူဦးရေဟာတရားနီးပါးရှိလာတာဖြစ်ပါတယ်။ထုတ်ပြန်တဲ့စာရင်းထဲမှာရွေးကောက်ပွဲဖျက်ဆီးဖို့ PDF တပ်ဖွဲ့ဝင်တဦးထံ Messenger ကနေစာပို့ခဲ့သူတဦးရွေးကောက်ပွဲပညာပေးဇလန်းတို့ကို လူမှုကွန်ရက်မှာ ဝေဖန်သူ3ဦးတို့ပါဝင်ပါတယ်စစ်ကော်မရှင်ထုတ်ပြန်ချက်ပါဖမ်းဆီးခံရသူနောက်ထပ်2ဦးကတော့ပြည်ခိုင်ပြိုးပါတီရဲ့ဖန်မြို့နယ်မဲဆန္ဒနဲ့ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းရဲ့ V9 စိုင်းဘုတ်ကိုစုပ်ပြဲသူ2ဦးဖြစ်ပါတယ်ရန်ကုန်တိုင်းဒလမြို့နယ်တဲကဖမ်းဆီးခံရသူအမျိုးသားကတော့ မဲစရင်စီစစ်ဖို့လာရောက်တဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်2ဦးနဲ့ရခိုင်ချောင်းမြောက်ရွာနေထိုင်သူ2ဦးကိုဟန်တာထိုးကျိတ်လိုက်တာကြောင့်ဖမ်းဆီးလိုက်တာဖြစ်တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်စစ်တပ်ကဖမ်းဆီးထားသူ9ဦးကိုရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေပုံမှာ23ကာကြီး24ကာကြီးတွေနဲ့အမှုဖွင့်ထားပါတယ်ဒီပုံမှာတွေအရာအနည်းဆုံးထောင်ဒဏ်3နှစ်ကနေ9နှစ်အထိချမှတ်နိုင်ပြီးငွေဒဏ်လည်းချခံနိုင်တာဖြစ်ပါတယ် အာနာသိန်းစစ်တပ်ကရွေးကောက်ပွဲအပေါ်ဝေဖန်ရေးသားပြောဆိုသူတွေနဲ့၎င်းတို့ရဲ့ post ကို react ပေးသူတွေကိုဇက်တိုက်ဖမ်းဆီးနေတာလည်းဖြစ်ပါတယ်။ Data for Myanmar ကထုတ်ပြန်တဲ့စစ်တမ်းအရာပြီးခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလကနေအခုနှစ်အောက်တိုဘာလကုန်အထိအာနာသိန်းစစ်တပ်ကိုလူမှုကွန်ရက်ပေါ်ကနေဝေဖန်ရေးသားမှုတွေနဲ့တော်လန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံမှုကြောင့် ဖန်စီခံရသူဦးရေဟာ2000နီးပါးရှိတယ်လို့သိရပါဗျ။ဖန်စီခံရသူတွေထဲမှာရန်ကုန်၊မန္တလေး၊ပဲခူး၊အေရဝတီ၊မကွေးနဲ့ရှမ်းပြည်နယ်တို့ကအများဆုံးဖြစ်ပြီးစုစုပေါင်း1583ဦးအထိရှိခဲ့တယ်လို့နိုဝင်ဘာလ3ရက်မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ရှမ်းကုန်မြို့မှာ Wi-Fi line ပြတ်တောက်တာနဲ့ line ကျတာတွေ ၄ရက်ကြာတဲ့အထိအဆင်ပြေမှုမရှိသေးဘူးလို့သိရပါဗျ။နိုဝင်ဘာလ၁ရက်နေ့ကနေစတင်ဖြစ်ပေါ်ခဲ့တဲ့ Wi-Fi line နှေးကွေးပြတ်တောက်မှုတွေဟာနိုဝင်ဘာလ၄ရက်နေ့အထိကောင်းကောင်းအသုံးပြုလို့မရသေးကြောင်း Wi-Fi အသုံးပြုသူတွေက ပြောပါဗျ။ line တက်တဲ့မီးစိမ်းအချက်ပြပေးမယ်။သုံးမရပဲဖြစ်နေသလို mobile data မှာလည်း line မငြိမ်တာမျိုးတွေဖြစ်နေတယ်လို့ဆိုကြပါဗျ။ Wi-Fi ကုမ္ပဏီတွေနဲ့ call center တချို့ကတော့အစောပိုင်းကယာယီပြတ်တောက်တာလို့ပြောပေးမယ်။ အခုလိုရက်ကြတဲ့အထိလိုင်းပြတ်တောက်တာ လိုင်းမကောင်းတာတွေကိုကြုံတွေ့နေရတာဖြစ်ပါတယ်။အင်တာနက်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေကတော့လက်ရှိအင်တာနက်မကောင်းမွန်ရခြင်းဟာအင်တာနက်ဂိတ်ဝေးဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီကြီးတွေရဲ့ပင်လယ်ရေအောက်ဆက်ကြောင် fiber cable ချိုးယွင်းချက်ကြောင့်ဖြစ်တယ်လို့ထုတ်ပြန်ထားကြပါတယ်။ wifi ပြတ်တောက်တာကြောင့်ဈေးဝယ်စင်တာတွေမှာလည်း KPay တွေနဲ့ mobile ငွေကြေး application တွေ သုံးမရတာမျိုးရှိတယ်လို့ဆိုကြပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလကစပြီး အင်တာနက်လိုင်းအသုံးပြုရတာအဆင်မပြေတဲ့ပြဿနာတွေမကြာခဏဆိုသလိုဖြစ်ပေါ်နေကပြိပခဖြစ်ပွားရာဒေတာတွေမှာဆိုရင်အင်တာနက်လိုင်းဖြတ်တောက်ထားတာတွေရှိနေတာဖြစ်ပါတယ်။ဒါအပြင်အာနာသိန်းစစ်တပ်က Facebook အပါအဝင်လူမှုကွန်ရက် platform တချို့ကိုဓာတ်ရိုက်အသုံးပြုလို့မရအောင်ထိန်းချုပ်တားဆီးထားတာတွေလည်းရှိနေပါတယ်။အတန်အဖွဲ့လေလာတွေ့ရှိချက်အရအခု2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အထိမြန်မာတိုင်းနိုင်ငံလုံးမှာအင်တာနက်လိုင်းဖုန်းလိုင်း စားတဲ့ဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ခံထားရတဲ့မြို့နယ်ပေါင်း132မြို့နယ်ရှိတယ်လို့သိရပါဗျ။မန္တလေးငလင်ကြီးနောက်ပိုင်းနောက်ဆက်တွဲငလင်ငယ်များဇက်တိုက်လှုပ်ခတ်နေပြီးအကြံရည်240အထိရှိလာပြီဖြစ်ကြောင်းသိရှိရပါဗျ။နိုဝင်ဘာလ4ရက်နေ့နံနက်ပိုင်းမှာမန္တလေးတိုင်းဒေသကြီး မတရားမျိုးအနည်းကိုဗဟုပြုပြီးအင်အားအသင့်အသင့်ရှိတဲ့မြေငလင်တစ်ခုလှုပ်ခတ်သွားကြောင်းသိရှိရပါတယ်။နနက်9:48မိနစ်ဝန်းကျင်ကလှုပ်ခတ်ခဲ့တာဖြစ်ပြီးအင်အားမှာ Richester scale 3.9အဆင့်ရှိကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဖော်ပြထားပါတယ်။ငလင်ဗဟိုကျက်ရဲ့ဒီနေရာမှာမတရားမျိုးရဲ့အနောက်တောင်ဘက်၈မိုင်ခန့်အကွာမှာဖြစ်ပြီး အနက်မှာ၁၀ကီလိုမီတာရှိကြောင်းထုတ်ပြန်ချက်အရသိရပါတယ်။နိုဝင်ဘာလ3ရက်နေ့နံနက်ပိုင်းကလည်းဟုံးမလီမြို့ကိုဗဟိုပြုတ်ပြီးအင်အားအနည်းငယ်ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့မိုးလီဝတားနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသိရှိရပါတယ်။နိုဝင်ဘာလ3ရက်နံနက်၈နာရီ3မိနစ်5စက္ကန့်အချိန်ကဟုံးမလီမြို့ရဲ့အရှိအရှိတောင်ဘက်35မိုင်ခန့်အကွာ အနက်10ကီလိုမီတာကိုဗဟိုပြုတ်ပြီးအင်အား Richard Starsky လေးတသမ၄အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့ငလင်တစ်ခုလောက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။၂025ခုနှစ်မတ်လ28ရက်ကလောက်ခတ်ခဲ့တဲ့ပြင်အားခုနှစ်တသမခုနှစ်အဆင့်ရှိတဲ့အင်အားပြင်းငလင်ကြောင်းနေပြီးတော့ကောင်စီနယ်မြေအပါအဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်ဆယ်ကုတို့မှာလူနေအိမ်ပေါင်း6354လုံးစာတင်ကြောင်းဖုန်းတော်ကြီးကြောင်းနဲ့ သီလရှင်ကြောင့်ဇေဒီပထိုးအခြားဘာသာရေးအဆောက်အအုံများစေယုံစေကံယထာလန်များစွာပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရှိရပါတယ်အဆိုပါငလင်ကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်မှမေလ24ရက်အထိငလင်လှုပ်ခတ်မှုကြောင်းတိတ်ဆုံးသူ3800ဝန်းကျင်ရှိပြီးလူပေါင်း9100ကျော်ဒဏ်ရာရရှိခဲ့ကပျောက်ဆုံးသူများလည်းရှိကြောင်းသိရှိရပါတယ်။ မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာတရားဝင်အလုလုခွင့်ပြုပြီးတလကျော်ကာလအတွင်းအခုနိုဝင်ဘာလဆန်းအထိထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေမှာမြန်မာဒုက္ခသည်200နီးပါးလုပ်ငန်းခွင်ဝင်ရောက်နေပြီဖြစ်တယ်လို့သိရပါဗျ။ထိုင်းမြန်မာနယ်စပ်ကန့်ချနာပူရီခရိုင်စံခေါပူရီမြို့နယ်မှာရှိတဲ့ဗန်းတွန်ရန်ဒုက္ခသည်စခန်းကဒုက္ခသည်200နီးပါးဟာကန့်ချနာပူရီခရိုင်မှာစိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကိုင်းဖို့ထိုင်းစိုးရရဲ့စီစဉ်မှုနဲ့ထွက်ခွာသွားတယ်လို့သိရပါဗျ။ ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေကအလုံသမားတွေဟာထိုင်းနိုင်ငံစီစကဲစာကဲကျန်ထဘူရီခရိုင်တွေပါဝင်ဘန်ကောက်နဲ့အယုဒ္ဓယာအနီးတစ်ဝိုက်မှာရှိတဲ့ကျမောက်နနန်ပီလောပီနန်လိန်မော်စတဲ့ရာသီပေါ်ဥယင်ချမ်းတွေမှာအ திக သွားရောက်အလုံလုံကန်ရမှာဖြစ်ပါတယ်။နယ်စပ်ဒေသတိုက်ပွဲတွေကြောင့်ကရင်ဂရင်းနီဒေသခံတိုင်းရင်းသားတွေဟာထိုင်းကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးတော့နယ်စပ်မှာရှိတဲ့ဒုက္ခသည်စခန်းတွေမှာခိုးလုံလာကြတာဟာ ရာစုနှစ်ထုတ်ဝက်ကြပြီးဖြစ်ပါတယ်။ဗန်းတွန်ယုံဒုက္ခသည်စခန်းဟာကုလသမဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံနဲ့ထိုင်းဆိုရတို့ရဲ့အတိအမှတ်ပြုထားတဲ့စခန်းတစ်ခုဖြစ်ပါတယ်။ထိုင်းဆိုရပြည်ထရေးဝန်ကြီးဌာနက2019ခုနှစ်အတွင်းပြန်လည်စစ်ဆေးကောက်ခံခဲ့တဲ့စည်ရင်းဝင်ဒုက္ခသည်တွေဟာထိုင်းနိုင်ငံအတွင်းကိုရွှေ့ပြောင်းအလို့သမားတွေအဖြစ်တရားဝင်သွားရောက်အလို့လုကန်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ထိုင်းဆိုရအနေနဲ့ထိုင်းမြန်မာနယ်စပ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်အတွင်းရှိခဲ့တဲ့ဒုက္ခသည်စခန်း9ခုကဒုက္ခသည်4200ကျော်ကိုထိုင်းနိုင်ငံအတွင်းရွှေပြောင်းအလုပ်သမားတွေအဖြစ်2025ခုနှစ်အောက်တိုဘာလ1ရက်ကနေစတင်ကအလုပ်လုပ်ကန်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။မြန်မာဒုက္ခသည်တွေအလုပ်လုပ်ခွင့်အတွက်ဆယ်စုနှစ်တခုကြာတောင်းဆိုခဲ့ပေမဲ့ခွင့်မပြုခဲ့ဘဲနဲ့အခုအခါမှာတော့အမေရိကန်ရဲ့အကူအညီတွေရပ်ဆိုင်းသွားတာကြောင့်ဒုက္ခသည်စခန်းတွေမှာအစားအသောက်ဆေးဝါးတွေပြက်လက်လာခြင်း ထိုင်းအစိုးရကခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။